အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့လူသိနဲလေးသေးတဲ့ရှင်သေဝရိခါရာပြန်လည်မြောက်ပေးမှာဖြစ်ပါတယ်ဗျာအားလုံးသိတာဒါတော့ရှင်သေဝရိဆဲခါရာကိုပဲသိထားပါတယ်အခုကျွန်တော်ပြောမယ့်ခါရာလေးကတော့လူသိလည်းနဲသေးတဲ့တကယ်ကိုဆွေဆုံသုံးပြီးအသုံးဝင်လာတဲ့ခါရာပဲဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ဒီကာတာဘလော့ဒီအသုံးဝင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီကာတာကိုအသုံးမသုံးအသုံးပြပုံကြီးလည်းရှိပါသေးတယ်။အဲ့တော့ကျွန်တော်တို့ဒီကာတာကိုမနက်စောစောအဲ့ရထားပြီးဆိုတာနဲ့အရှိရက်ကိုလေးကိုမျက်နှာမူပြီးတော့ခုနှစ်ခေါက်ရွတ်လိုက်မယ်။ အဲ့တော့ညာအယံဝင်ခံနီးဆိုလို့ရှိရင်လည်းဘုရားကျောင်းဆောင်ရှေ့မှာထိုင်ပြီးတော့ကျွန်တော်ဘုရားရှိခိုးပြတာနဲ့ဒီကောင်လေးကိုဒီခါတာလေးကိုခုနှစ်ခေါက်ရွတ်လိုက်မယ်အဲ့လိုမျိုးမနေ့ခုနှစ်ခေါက်ညာခုနှစ်ခေါက်မနေ့ခုနှစ်ခေါက်ညာခုနှစ်ခေါက်ရွတ်ရွတ်ပေါ်ပေါ်များထားတဲ့မိတ်ဆွေတွေကကျွန်တော်တို့ဒီတိတတာလေးကို ဘုံတကိုးတွေတက်လာမယ်လက်လက်ပတ်လေးအရန်ရွှင်လာမယ်သူတို့ဘာမကောင်းမကြံ့စီလို့လည်းမရဘူးအလုတ်ကိစ္စတွေသွားမဲ့အခါမျိုးတွေမှာဟိုထားပါတော့ကိုယ်ကစီဝိုင်းကိစ္စလုပ်နေမယ်အလုတ်ကိစ္စသွားတော့မယ်ဆိုလို့ရှိရင် အပြောဆိုတော့မယ်အဲဘာရေးပဲဖြစ်ဖြစ်ပေါ့နော် အလုတ်ကိစ္စတွေအဲဟိုကြံစီတော့မယ်ဆိုလို့ရှိရင်လောက်တော့မယ်ဆိုလို့ရှိရင်ဒီဂါရာကိုခုနှစ်ခေါက်မန်းပြီးတော့ကျွန်တော်တွေတောက်လိုက်မယ်ပြီးနောက်နောက်ခုနှစ်ခေါက်ထပ်မန်းပြီးတော့မျက်နှာတက်တက်သွားမယ်ဆိုလို့ရှိရင်အဲ့တွားတဲ့အလုတ်ကစားအလုံးအစင်ပြပြဖြစ်လာတယ် ပြီးလို့ရှိရင်တစ်ခါကြောင်းရှိရင်ကျွန်တော်တို့နေရထိုင်တာညီငွေငွေဖြစ်နေလိမ့်မယ်။အုံနှုတ်တွေမကြီးမလေးနေတစ်ခါကြောင်းဖြစ်နေလိမ့်မယ်။တစ်ခါကြောင်းလို့ရှိရင်စိတ်ထဲမကြောက်ဖြစ်နေလိမ့်ဖြစ်နေလိမ့်မယ်။အဲ့လိုစိတ်ထဲမှာလည်းမကြီးမသားမအီမသားကြီးဖြစ်နေလို့ရှိရင်ဒီကရာကိုမန်းပြီးတောက်လိုက်ပါ။ဒီကရာမန်းပြီးမျက်နှာတက်လိုက်မယ်။အဲ့လိုလုပ်လို့ရှိရင်စိတ်တွေလန်းဆန်းပေါ့ပေါ့သွားပြီးတော့အုံနှုတ်တွေကကြည်လင်ပြီးတော့ကောင်းတဲ့အရာတွေဖြစ်လာတယ်။ကောင်းတဲ့အရာတွေတွေးမိလာပါတယ်ဗျ။အကြံကောင်းညံကောင်းတွေ ထွက်လာတယ်တကယ်ကိုပေါ့နော်အဆင်ပြေတဲ့ကာရာပဲဖြစ်ပါတယ်ဇီယောင်းမကောင်းတဲ့မိုက်ဆွေတွေလက်ပိတ်နဲ့မိုက်ဆွေတွေဆိုလို့ရှိရင်ကာရာကိုခုနှစ်ခေါက်မန်းပြီးတော့အဲ့နေရာလေးကိုရေပပပတ်ဖြန်းလိုက်တာနဲ့တိတ်မကြောက်လက်လက်ပတ်လေးရှင်လာတယ်ကျွန်တော်တို့တွေတကယ်ကိုဆောဆုံသုံးလို့ရတဲ့ခါလာပဲဖြစ်ပါတယ်အလုတ်ကစားအရေးကြီးအရေးကြီးကစားတွေတော့ပြောရတော့မယ်ဥပမာခေါင်းဆောင်တွေလီတာ၈တွေစပစ်ပုံနော်အလုတ်ကစားတွေပြောရဆိုရတော့မယ်ဆိုရင်လည်းခါလာကိုမန်းပြီးတော့တောက်လိုက်မယ်မန်းပြီးတော့မျက်နှာတက်သွားမယ်ဆိုလို့ရှိရင်အများအမြင်ချစ်ကင်နှစ်သက်စေတယ် အားလုံးကလေးစားစီပါတယ်ဗျကဲရုပ်ဘောက်ပွားများမယ်ရှင်သေရီခါတော်ကတော့အုံရှင်သေရီဘုံရှိတန်ဃာယဟန္တာ ထိတ်မှန်မြတ်ဖရာ ကိုတော်ထားနားမှကိုတော်ချင်းခတ်သိမ်းလိုရာယကာယဝစီမနောကြီးသုံးလီဩဃာတယိုတိမြတ်နို့ကျွန်ုပ်ရှိခိုးတကိုးကိုတော်ဗျလက်သက်ပကတိုးပွားလာလင်းစွာ လင်းစွာအကျိုးရရန်သူကင်းကွာချစ်ခင်လာ ချမ်းသာအောင်ပွဲရတိတ်ထီလန်းတွေမေတ္တာဝေအေးစီဝိထုခတောကခတ်သိမ့်ရှောင်းခွာသိမ့်အင်းကြီးလွန်ချမ်းရအရာခတ်သိမ့်အောင်မြင်ငင်းစီတည်းကျွန်တော်နောက်တစ်ခေါက်ထပ်ပူဇော်ပေးပါဦးမယ်ဗျ။အုံရှင်သီရိဖုံးရှိတန်ခါယဟန္တာ ထိတ်မှမြတ်ဖျားကိုတော်ထားနားမှာကိုတော်ချင်းခတ်သိမ်းလိုရာယကာယဝစီမနောကြီးသုံးလီဩဃာတယုတိမြတ်တို့ကျွန်ုပ်ရှိကိုတကူးကိုတော်ပြလက်သက်ပကတိုးဝါလာ လင်းစွာအကျိုးရာ ရန်သူကင်းွာချစ်ခင်လာ ချမ်းသာအောင်ပွဲရဒိဋ္ဌိလန်းတွေမြတ်တာဝေအေးစီဝိတုခတောကခတ်သိမ်းရှောင်းခွာတိန်အေးငိမ့်လွန်ချမ်းရာအရာခတ်သိမ်းအောင်မြင်ငိမ့်စီတည်းဒီတို့နောက်ထပ်ပူဇော်ပြပါဦးမယ်ဗျာ။ ။အုံရှင်သေဝရိဖုံးရှိတန်ဃာယဟန္တာ ထိမ်မာမြတ်ဖရာကိုတော်ထနာမကိုတော်ဂျင်းခသိန်းလိုယာယကာယဝစီမနောချီသုံးလီဩဃာတာယိုတိမြတ်တို့ကျွန်ုပ်ရှိခိုးတကိုးကိုတော်ပြလက်သက်ပကတိုးပွားလာလွန်စွာ လင်းစွာအကျိုးရာရန်သူကင်းကွာချစ်ခင်လာ ချမ်းသာအောင်ပွဲရတိဋ္ဌိလန်းတွေမေတ္တာဝေအေးစီဝိထုခတောကခသိန်းရှောင်းခွာတိတ်ညီအိတ်လွန်ချမ်းရာ အရာခတ်သိမ့်အောင်မြင်ငိမ့်စီတတိဆိုတဲ့ဒီရှင်သေဝတိခါရာလေးကိုကျွန်တော်ပြောပြသလိုပဲခွန်းနှောက်ခွန်းနှောက်မှန်းပြီးတော့ရေတွေတောက်သွားမယ်မျက်နှာတွေတက်သွားမယ်ဆိုလို့ရှိရင်သွားတိုင်းလာတိုင်းမှာအဆင်ပြေမယ်လုပ်ငန်းဆောင်တာလေးအဆင်ပြေမယ်လက်လက်ပတ်တွေအထူးပွင့်လင်းစေမယ်လူချစ်လူခင်တွေပေါများလာမယ်လက်လက်ပတ်တွေထူးပွင့်လာပြီးအလုပ်ကိစ္စအကျဉ်းစီတွေအောင်မြင်မယ် ပြီးရင်သူဘာမကောင်းမကြံစီလို့လည်းမရပါဘူးအရန်ကိုအတုံးတက်ပြီးဆွဲဆုံသုံးလို့ရတဲ့ခါတာပဲဖြစ်ပါတယ်ခဲကျွန်တော်မိတ်ဆွေခုနသားသမီးများအတွက်ပြန်လည်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျမိတ်ဆွေများလည်းရုပ်ပေါ်ပေါ်များလို့သောခါရမန်နေမရှိသေးနှစ်ခွန်မအောင်မှာရေကမိကတောင်းခဲ့ပေးပါအောင်ဗျကျွန်တော်ခုလိုပဲပြန်လည်မြောက်ပေးပါတယ်ဗျမိတ်ဆွေအားလုံးလည်းအနေကပေးရှင်းကြပါသည်တိုက်ခတ်နောက်ချက်တီကင်းဝင်ကြပါသည်စီဝတ်တဲ့လူတက်နေကြပါသည်ဗျအစီမီလက်လိုင်းစခွင့်နေပြီအပေးခဲ့ပါအောင်ခမညာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ